အင်တာနက်လွတ်လပ်ခွင့်အစိုးရဆုံးနိုင်ငံတွေထဲကမြန်မာမြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်ဟာတရုတ်နိုင်ငံနဲ့အတူကမ္ဘာပေါ်မှာအစိုးရဆုံးနိုင်ငံတွေထဲကနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေပြီး2025ခုဒီဇင်ဘာလမှာစတင်ကျင်းပမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲနီးလာတာနဲ့အမျှအခြေအနေတွေကပိုဆိုးလာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Freedom House အဖွဲ့အစည်းကထုတ်ပြန်လိုက်တဲ့ Freedom on the Net အစီရင်ခံစာအရမြန်မာနိုင်ငံဟာအမှတ်တရမှာကိုယ်မှတ်တာရရှိခဲ့ပါတယ်။ 2021ခုနှစ်အာနာသိမ့်မိချိန်ကစလို့စစ်တပ်ဟာအင်တာနက်ကိုအလုံးစုံထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။သူတို့လုံဆောင်နေတဲ့နည်းလမ်းတွေကတော့ data light internet ဖြစ်တောင်းမှုတွေပြုလို့ရှင်။ online မှာအချက်အလက်တွေကိုကြိုးကင်ထည့်လည်ခြင်း။ online ကနေသဘောထားကွဲလွဲမှုတွေဖော်ပြသူတွေကိုဖမ်းဆီးထောင်ချခြင်းတို့ပဲဖြစ်ပါတယ်။အစီရင်ခံစာမှာစစ်တပ်ကအရင်က internet ဆန်ဆာဖြစ်တောင်းမှုတွေကနေယခုနှစ်ပိုင်းမှာတော့အစစ်မြစ် digital ဖိနှိပ်မှုလို့ခေါ်တဲ့ပုံမတင်ကြတဲ့စောင့်ကြည့်ထိန်းချုပ်မှုပုံစံကို လုံးဝပြောင်းလဲပြလိုက်တာကိုဖော်ပြထားပါတယ်2024ခုနှစ်မှာစစ်တပ်ဟာဆက်သွယ်ရေးရဲ့အင်တာနက်ကုမ္ပဏီတွေကိုအစွမ်းထက်တဲ့ DPI နည်းပညာကိုတက်ဆင်ခိုင်းခဲ့ပါတယ်ဒီနည်းစနစ်ဟာဒီနည်းစနစ်ဟာအင်တာနက်မှာဖြတ်တန်းသွားလာသမျှကိုစောင့်ကြည့်ဖို့စစ်ထုတ်ဖို့နဲ့ထိန်းချုပ်ဖို့ဖြစ်ပါတယ်ဒီစနစ်ရဲ့အကျိုးဆက်အနေနဲ့ကတော့ပိတ်ထားတဲ့ website တွေကိုကျော်လွှားဖို့နဲ့ social media တွေသုံးဖို့အတွက်ကြေကြေပြန့်ပြန့်အသုံးပြုနေကြတဲ့ အဓိကကြတဲ့ VPN တွေနဲ့လွှတ်ဝတ်စာပို့တဲ့ Signal application ကို2014ခုနှစ်ကစပြီးပိတ်ဆို့ခဲ့ပါတယ်။ဒါကြောင့် internet သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုတိတိတတ်တာနှေးပါသွားခဲ့ပြီးအသုံးပြုဖို့လည်းခက်ခဲလာခဲ့ပါတယ်။စစ်တပ်ဟာ2025ခုနှစ်ဇန်နဝါရီလမှာ cyber လုံခြုံရေးဥပဒေကိုအတည်ပြုခြင်းဖြင့် နိုင်ငံအတွင်း internet ထိန်းချုပ်မှုကိုတရားဝင်ဖြစ်စေခဲ့ပါတယ်။ဒီဥပဒေဟာစင်စာဖြတ်တောက်ခြင်းကိုတရားဝင်သတ်မှတ်လိုက်တာပါ။ ကုမ္ပဏီတွေကိုအချက်အလက်တွေကိုဝင်ရောက်ကြည့်ရှုနိုင်ဖို့အတင်းအကျပ်စေခိုင်းနိုင်ပါတယ်။ကိုပိုင် VPN တွေလောက်ကင်ခြင်းကိုလုံးဝနှိပါကန့်သက်ပစ်လိုက်ပါတယ်။စစ်တပ်ရဲ့နှီးမျိုးစုံဖြင့်အင်တာနက်ထိန်းချုပ်မှုတွေကြောင့်မြန်မာပြည်သူတွေဟာနေ့စဉ်နဲ့အမျှဒုက္ခရောက်နေကြပါတယ်။ပြိပက္ခဖြစ်ရာဒေသတွေမှာအင်တာနက်မကြာခဏဖြတ်တောက်ရခြင်းဟာလူသားချင်းစာနာမှုအကူအညီတွေကိုဖြတ်တောက်ဖို့နဲ့စစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတပ်တွေတွေကိုပြည်တွင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေစီညှဝေတာကနေတားဆီးဖို့ရည်ရွယ်ပါတယ်။ အွန်လိုင်းကနေလွတ်လပ်စွာထုတ်ပေါ်ပြောဆိုရင်မတရားဖမ်းဆီးထောင်ကျခံရခြင်းသို့မဟုတ်အသက်အန္တရာယ်ဆိုးရင်ရခြင်းထိဖြစ်နေပါတယ်ရွေးကောက်ပွဲနီးလာတဲ့ခုလိုကာလမှာ Facebook ပေါ်မှာ live lab နဲ့ carrier ရှင်တွေပြုံနေတော့ဖန်စီထောင်ချနေရတွေကိုအစီရင်ခံစာကမိမောင်းထိုးပြထားပါဗျ။မြန်မာနိုင်ငံရဲ့အင်တာနက်ဟာဆဲအုပ်ချုပ်ရေးကိုပိုမိုခိုင်မာစေဖို့နဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေကိုနှိမ်နင်းဖို့အတွက်စစ်တပ်ကဒီဇိုင်းဆွဲထားတဲ့အစင်းမြင့်နည်းပညာသုံးစောင့်ကြည့်ရေးကွန်ရက်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါကြောင့်နိုင်ငံတကာအတိုင်းဝန်းအနေနဲ့မြန်မာပြည်သူတွေရဲ့အင်တာနက်လွတ်လပ်ခွင့်အတွက်အရေးတကြီးဝိုင်းဝန်းကူညီဖို့လိုအပ်နေတယ်လို့အစိုးရကတိုက်တွန်းထားပါတယ်။ရေးသားသူ ကိုတုညံ